။ဒီကချောလေးရမမလေး။အော်ဒီမှာအော်ဒီမှာ။လက်ကပဲ၊ခြေောက်ကပဲ၊ခေါင်းကပဲပြတ်တက်တယ်။တအိမ်လုံးကရှိတဲ့လူတွေကလက်ညှိုးထိုးပြီးတော့ဒါပပမမအဲအဲ့လိုသိရဲ့အကုန်လုံးကိုခွဲတက်တယ်ပေါ့နော်။ဟတ်ရှု။သူအရင်ပြုံးကြီးရခိလဲလို့ပဲအရင်ကြီးရလေ။ तू ကဆိုရှယ်ကောင်းတယ်။ဖနက်သွားယူဆိုရင်ယူတတ်တယ်သူဖနက်ကိုသူသိရပေါ့လမ်းလျှောက်ဖို့တော့ဖနက်ကမ်းပြီးတော့လမ်းလျှောက်ခိုင်းတာပေါ့အဲ့အဲ့မျိုးလေး ရိုက်ချင်တော့လည်းမရနိုင်ချင်တယ်တို့အကွာဘာတွေကိုအဓိကပြင်ဆင်မှုစောင့်နေရတယ်ပြည်တာကလေးတောင်အဲ့ကလေးလဲပါတာပေါ့နော်တသားကဟိုအိမ်မှာထိမ့်မဲ့လူတွေရှိတယ်သူ့ဘွားရှိတယ်ဆိုပေမဲ့အဲခီကတော့နည်းနည်းတစ်ခုချင်းစီတော့လိုက်ကြည့်နေပေါ့နော်သူတို့ကဟိုတံမိုးရှိတဲ့ရက်တထောင်လားမသိဘူးအဲ့ဟာကိုခီကတေချာလေးသူ့နာမှာဟိုစားတာတောက်တာအစားပေါ့နော်နေရာထိုင်တာလေးရာစားအဝတ်စားပါညာ အုံနောင်ဉာဏ်ပညာစာခေကအနိကကိုကြည်နေရတာဆိုတဲ့အခါကျတော့တစ်ဖက်ကိုဟိုအယံကြီးလစ်ဟာသွားတာမျိုးလည်းမဖြစ်အောင်တော့စောင့်နေပါတော့နောက် body ကကျတော့နည်းနည်းတော့ပြန်ပိန်လာပြီဆိုပေမဲ့အရင်လိုအရင်မိုက်နေတာမျိုးတော့မဟုတ်သေးဘူးပေါ့နော်အဲ့လေးနည်းနည်းပါပါပြန်ဆော့နေနောက်ပြီးတော့ဟိုမရိုက်တာလည်းကြာပြီဆိုတော့အဲ့တဲ့မိုင်းမှာလည်းနည်းနည်းလေးရေသွေးလိုမှာဆိုလို့ဇက်ကားလေးပြန်ကြည့်ရမျိုးလေးစပြန်ဖတ်တာမျိုးလေးလုပ်နေပါတော့ ကောင်းဆုံးကြိုးစားမှာဒါပေမဲ့ဟိုเจ้าသူပေါ့စားတော့ဘာလို့မရတော့ရှင်နဲ့နည်းနည်းလဲတော့နေအမ်အရင်ပြောတော့ရရမှာထိုးပြီးတော့ဆေးရွာထိုးပြီးတော့ဆွဲပြီးတော့ရရမှာပေါ့ဟိုမျိုးသားတော့ပေါ့နော် တကယ်ရိုက်ချင်စိတ်ဖြစ်မှရိုက်ပေါ့အရင်လည်းဟိုမရိုက်ချင်မနဲ့ဆိုရိုက်တာမျိုးမလုံနဲ့ဆိုတော့လေဟိုတေချာလေးတော့စီစစ်ပြီးတော့ကြည့်ပြီးတော့လက်ခံပြမယ်ထင်ပါဟာ series ကတော့ကိုကဒီအရင်ကတည်းကရိုက်လာတာရှိတဲ့အတွက်ကြောင့်မလို့ series ကတော့ပုံတော်မခက်ဘူးအရုပ်ရှင်ကြတော့ခေတ်က အဖမ်းမှအိမ်မှာပြန်လေ့ကျင့်ရတယ်အာကလေးတွေနဲ့လေ့ကျင့်လေ့ကျင့်တော့ကလေးအမျိုးသားကိုခေါ်ပြီးတော့လေ့ကျင့်တာမျိုးလေးရှိရဒိုင်လော့ဂ်တွေကိုအလုပ်ချက်ပြီးတော့ကိုယ်စကားအတိုင်းဖြစ်အောင်ပြန်ပြောကြည့်တာမျိုးလေးတွေအဲ့ဒါမျိုးလေးတော့ရှိရပါတော့ရုပ်ရှင်ရော series ရောအာနှစ်ခုလုံးကိုတော့ခေသဘောကျပါတယ် ပင်ပန်းလားဆိုတော့လူကတော့ရရင်တော့မပင်ပန်းမအောင်စိတ်ကလေးပဲတခါလေးလွမ်းနာလေးပေါ့နော်။အော်ဒီချိန်စုံကတခါလေးဟို Facebook မှာကိုကရေးထားတဲ့ဟာ memory လေးတွေပြန်တက်လာပြီးတော့အော်အဲ့တော့ပိန်ပိန်လေးပဲ။အော်အဲ့တော့ငါအလုံးလုံးနေရတာ။အော်အဲ့တော့ကျန်းမဆက်နေဘလို့ရှာနေတာ။အော်အဲ့တော့ငါအောင်မြင်ခဲ့ရပဲ။အဲ့လိုလေးတော့ပြန်သတိရတာပေါ့နော်။လက်ရှိကြည့်လိုက်တော့ OAAO နေတော့ real life real life မှာတော့ OAAO ပါ။ ောင်းငောင်းငောင်းငောင်းဟာตัวအရန်ပြုံးကြီးရခိလဲလို့ပဲအရန်ကြီးရလေ तू อ่ะ social ကောင်းတယ်တသား social ကောင်းတယ်တွေ့ရင်အပြင်မှာဆိုရင်နှုတ်ဆက်တယ်တိတ်မကြောက်ဘူးပေါ့နော်လူတွေပဲအဲ့အမျိုးတွေတော့ရှိရ camera shine တော့ဖြစ်လို့မကြည့်ဘူးဟုတ်ကဲ့ camera မ shine အရင်လည်းမ shine တခါလေး shine ညင်သူ့ကို shine ဝင်မ shine ညင်လည်းလို့ตาရေတပုံရိုက်မဲ့သူကြီးပြဟုတ်အဲ့တော့သူ့ကိုလူမှုပညာဘုံနဲ့ပတ်သက်ပြီးတော့သူ့အပြုတ်မှုလေးတွေပေါ့လောက်တာတွေတွေ့ကြည့်လား အဲအဲ့လိုတော့ငယ်သေးလို့လားမသိဘူးနော်ဥပမာတချင်းကြရင်လို့အဲ့လိုမျိုးလေးဩအဲ့ဒါတော့ကာကာသူကသူလည်းတချင်းဖွင့်ပြီးကာအဲ့လိုအခုတော့တိတိတတ်တာလေးရောရှိလားအော်အဘွားပေးတာမိုးလင်းနိုးလိုက်အတူတူ အိတ်ထလိုက်အဘွားပေးနိုးရယ်ပေါ့နော်မားမားစနိုးပြီးတော့အဘွားပေးတာလေးတွေရှိတယ်။ဒီတချိုးလေးကဘယ်မှာလဲ။အော်ဒီမှာအော်ဒီမှာအော်အခုတော့ သူ့ the whole brain ပေါ့နော်ဒီကြောင်းလေးထားထားပြီးတော့အုံနောက်မှတ်ဉဏ်လေးကတော့တော်တော်ကောင်းတယ်လို့ပြောရမှာပေါ့နော်သူဖတ်နေကြစာအုပ်ကလေးတွားယူခိုင်းရင်အဲ့ရောက်မှန်အောင် ယူလာနိုင်တာအဲလက်ကပဲခြေောက်ကပဲခေါင်းကပဲပြတ်တဲ့တဲ့အိမ်လုံးဝရှိတဲ့လူတွေဆိုတော့ လက်ညှိုးထိုးပြီးတော့ဒါပပမမအဲအဲ့လိုသိရဲအကုန်လုံးကိုခွဲတတ်တယ်ပေါ့နော်သူအဲ့လိုဖနက်သွားယူဆိုရင်ယူတတ်တယ်သူဖနက်ကိုသူသိရဲပေါ့လမ်းလျှောက်ဖို့တော့ဖနက်ကမ်းပြီးတော့လမ်းလျှောက်ခိုင်းတာပေါ့အဲ့အဲ့မျိုးလေးလုပ်တတ်တယ်ဟုတ်ကဲ့ခလေးပြောတာမျိုးပုံစံပြီးတော့ဘယ်လိုလေးစဉ်းစားလဲပြောတာမျိုးပုံစံကတော့လေ ခေရောတော့ဟိုသူသူကြီးလာတော့မှာပေါ့နော်သူ့ကိုလမ်းကြောင်းတွေအများကြီးခြားပြကြမယ်အဲ့ဒီလမ်းကြောင်းတွေမှာမှာသူကြိုက်တဲ့လမ်းကြောင်းကို choice လုပ်သွားပြီဆိုရင်သူနဲ့တင့်တော်ရဲမတင့်တော်ရဲအဲဆုံးဖြတ်ပေးပြီးတော့ရသမျှတော့ support လုပ်သွားမယ်ပေါ့နော်အဲ့လိုပဲစဉ်းစားထားပါဟုတ် Hi Hatsu Hi ကေအခုချိန်ကြီးအမမေသေးပဲနဲ့အပြင်မှာပဲတွေ့တွေ့ Facebook ထဲမှာပဲဖြစ်ဖြစ်ပဲမှာပဲတွေ့တွေ့ အဲချစ်ပေးကြတယ်အများနဲ့လည်းမေတ္တာနဲ့ကြိုဆိုပေးကြတယ်ပရိသတ်တွေရောအခုလိုအင်တာဗျူးမေးပေးကြတဲ့အဲမီဒီယာတွေရောကျေးဇူးအများကြီးတင်ပါတယ်လို့ဆုတောင်းပါတယ်